မင်္ဂလာပါရှင်။မွေတောက်ချက်နယ်ကနေပြောပြန်လေးကြိုဆိုလိုက်ပါရစေ။အော်တိုဘားလ16ရက်နေ့အတွက်စိတ်ဝင်စားပွဲကောင်းတဲ့တရင်အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ရှမ်းပြည်နယ်မြောက်ပိုင်းတေဘောမြို့ကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှင်နေရဲ့တပ်မတော်စစ်ကြောင်းတွေဟာတေဘောမြို့ကိုအလုံးစုံပြန်လေသိမ်းပိုင်းနိုင်ခဲ့တယ်လို့သိရပါဗျာ။နိုင်ငံပိုင်းတရင်ဌာနတွေကလည်းတပ်မတော်စစ်ကြောင်းတွေကတေဘောမြို့ကိုအလုံးစုံပြန်လေသိမ်းပိုင်းနိုင်မှုအခြေအနေတွေကိုဖော်ပြခဲ့ပါဗျာ။ ဒီအစီအစဉ်လေးမစတင်ခင်မှာတော့မိုးတောက် channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါဦးရှင်။အော်တိုဘာလာတရနေ့မှာရှမ်းပြည်နယ်မြောက်ပိုင်းခရိုင်မြို့ကြီးတစ်ခုဖြစ်တဲ့ကြောင်မင်းမြို့ကိုတမတော်ရှေ့ချောင်းများကဒေသခံတိုင်းရင်းသားပြည်သူလူတရလုံးရဲ့ဤမျိုးစုံဖြစ်ကိုကြီးပန့်ပိုးမှုတို့ကို အပြေအဝရယူပြီး DNA အလီအကျန်းဖတ်လက်နက်ကင်အဖွဲ့ကြီးထံမှာ ြန်လည်သိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက်ကြောင်မဲမြို့မှာ28ကီလိုမီတာกว่าရှိ ရှမ်းမြောက်ဒေသရဲ့မြို့တစ်မြို့ဖြစ်တဲ့ဒီဘောမြို့ကိုဆက်လက်ချီတက်ပြီးအကြမ်းဖက်တောင်းကျမ်းသူနှိမ်နှင်းမှုစစ်ဆင်ဆောင်ရွက်ရန်လိုအပ်တဲ့ပြင်းစင်စုဖွဲ့မှုတို့ကိုအချိန်တွင်ဆက်လက်ဆောင်ရွက်ခဲ့ပါလိမ့်။ဟေးနောင်တားကောင်းစာနီအောင်စစ်တီတမတော်ရှစ်ချောင်းများကကြောင်မဲမြို့မှတီဘောမြို့ကိုဖျို့ဖျဲ အလေးလေးအကွယ်ကွယ်ဥတီဆုတ်ခွာထွက်ပြေးခဲ့ကြတဲ့ TNL အကြမ်းဖက်တောင်းကျမ်းသူများကို အနာမပေးပဲ2025ခုနှစ်အော်တိုဘာလ2ရက်နေ့မှစပြီးစစ်ကြောင်းများဖြန့်ခွဲကာအကြမ်းဖက်ခြေမုံမှုစစ်စင်ရေးကိုဆက်လက်ဆင်နွှဲတိုက်ပွဲဝင်ခဲ့ကြပါတယ်။အဲလိုဒီပေါင်းမျိုးနဲ့၎င်းဒေသတဝိုက်ကို ပြည်လေသိမ့်ပိုက်ရရှိရေးအတွက်စစ်ကြောင်းများခွဲပြီးဆောင်ရွက်ခဲ့ရမှာ2025ခုနှစ်အော်တိုဘာလ2ရက်နေ့မှာအကြမ်းဖက်တောင်းကျမ်းသူများခုအောင်းလျက်ရှိတဲ့ဆိုင်းခေါင်ခြေရွာ၊နောင်ပိန်လီခြေရွာ၊ဇော်တီကုံခြေရွာ၊နန်ဟူတောင်အောင်၊နန်ဟူတောင်အထက်နဲ့ပန်ဟတ်ခြေရွာ အော်တိုမာလာ၃ရက်နေမှာကြောင်မဲကြီးခြေရွံအော်တိုဝါလာ၄ရက်နေမှာခိုတင်ခြေရွံ point 69တောင်ကုန်းနဲ့ပန်ဟုတ်ခြေရွံအော်တိုဝါလာ၅ရက်နေမှာနားခေါ်ခြေရွံခဲမွန်ခြေရွံနဲ့ဘူခါခြေရွံ အော်တိုဝါလန်6ရက်နေ့မှာလွယ်ခေါ်ခြေရွံအော်တိုဝါလန်9ရက်နေ့မှာချောင်းကြောက်ခြေရွံအော်တိုဝါလန်10ရက်နေ့မှာနောင်အန်းခြေရွံနဲ့၎င်းခြေရွံနေ့ရှိရန်သူစက္ကန်းကုန်းတို့ကိုအဆင့်ဆင့်သိမ်းပိုက်ရရှိခဲ့ပါတယ် တစ်ချိန်တည်းမှာပဲတမန်တော်စစ်ကြောင်းများဟာရန်သူထင်မှတ်မထားတဲ့နေရာမှာအကျေပေ130အနက်12ပေခန့်ရှိပြီးတနာယီ9မိုင်နှုန်းစီးစင်းနေတဲ့ရေစီးတန်နဲ့နတ်ပန်စီချောင်းကိုစစ်နည်းပြောင်အောင်ပေါင်းကူးခြေကုပ်ရယူပြီးခဲရခဲစစ်ဖြတ်ကူးကအကြမ်းဖက်တောင်းကျမ်းသူများကို လိုက်လံတိုက်ခိုက်ချိန်မုံခဲ့ရအော်တိုဝါလာ12ရက်နေ့မှာတိန်ခမ်းကျေးရွာနဲ့ငွန်ဆိုင်ကျေးရွာ အော်တိုမာလ73ရက်နေ့မှာမူလီခြေရွာရေဘူးခြေရွာလောင်ခွန်ခြေရွာနဲ့ပုံဖန်ခြေရွာအော်တိုမာလ74ရက်နေ့မှာမန်လွယ်ခြေရွာနဲ့ကျင်းတီခြေရွာတဝိုက် ော်တိုဘာလ15ရက်နေ့မှာဘောဂျိုကျေးရွာကောင်းခါကျေးရွာနဲ့နားခဲကျေးရွာ ော်တိုဝါလာ16ရက်နေ့မှာခါလင်ခါလွေကျေးရွာမှာတဆင်တီဘောတိုးဂိတ်တို့ကို ပြန်လည်တိမ့်ပိုင်နိုင်ခဲ့ပါတယ်။ ဲ့ဒီလိုအစဉ်စဉ်နေရာတစ်ခုပြီးတစ်ခုခြေတက်ရှင်လင်းသိမ်းပတ်ရှင်တဗနွန်စစ်ကြောင်းများကျင်းဒီကျေးရွာနေကိုရောက် DNL အကြမ်းဖက်တောင်းကျမ်းသူများဟာကြောင်မဲမြို့နယ်တီဘောမြို့ကြားရှိအလျားပေ200နဲ့အနံ28ပေရှိရေစီးတန်နဲ့နန်းပန်စီချောင်းကူတရားဖြစ်တဲ့ကျင်းဒီတရားကိုရုံမှရိုင်းဆိုင်စွာဖြင့်မိုင်းထောင်ဖောက်ခွဲဖျက်ဆီးရန် ပြင်ဆင်လျက်ရှိစဉ်တဗနွန်စစ်ကြောင်းများက အချိန်မီရောက်ရှိသွားတဲ့အတွက်တံတားကို အလုံးစုံမိုင်းခွဲဖျက်ဆီးနိုင်ခြင်းမရှိဘဲဖယိုဖျက်ဖြစ်ဆုတ်ခွာထွက်ပြေးပြီး အချို့ကို မိုင်းခွဲဖျက်ဆီးခဲ့တဲ့ပြင်လမ်းကြောင်းတလျှောက်မှာလည်းလမ်းမဆက်သွယ်ရေးအခက်အခဲများဖြစ်စဉ်အတွက်မိုင်းများဖြင့်အတားအဆီးများပြုလုပ်ခဲ့ပါတယ်။ဒါကြောင့်တမနိုစစ်ကြောင်းရှိစစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက အကြမ်းဖက်တောင်းကျမ်းသူများထောင်ထားတဲ့မိုင်းများကိုဒေသခံတိုင်းရင်းသားပြည်သူများအနေနဲ့မဖြစ်စေရန်အတွက်စနစ်တကျဖေရှားရှင်းလင်းခြင်း ပျက်စီးနေတဲ့တံတားနေရာများကိုသက်ဆိုင်ရာတာဝန်ရှိသူများနဲ့ပူးပေါင်းပြီးညာရင်းချင်းပြုပြင်ချင်းလုပ်ငန်းများကိုကြိုးပမ်းဆောင်ရွက်ခဲ့ပြီး စုခွာထွက်ပြေးသွားတဲ့အကြမ်းဖက်တောင်းကျမ်းသူများကိုတမတော်စစ်ကြောင်းများက ထက်ချက်လိုက်လံခြေမုံခဲ့ပါတယ်။ ဒါအပြင်တမန်တော်စစ်ကြောင်းများတိဘုံမြို့ဝင်ဒိုဂိတ်ကို ရောက်ရှိစဉ် TNL အကြမ်းဖက်တောင်းကျမ်းသူများဟာတိဘုံမြို့အတွင်ရှိဌာနဆိုင်ရာအဆောက်အအုံများနဲ့ပြည်သူပိုင်အဆောက်အအုံများကို မီးရှို့ထွက်ပြေးသွားခဲ့တဲ့အတွက်တမန်တော်စစ်ကြောင်းကမြို့အတွင်းကို အလင်းမြန်ဝင်ရောက်ရှင်းလင်းပြီးအခြားအဆောက်အအုံများမီးကူးဆက်မှုမရှိစေရေးမင်းကြီးတပ်ရေးလုပ်ငန်းများနဲ့မြို့တွင်းလုံခြုံရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ရန်အော်တိုဘားလာ16ရက်ညနေပိုင်းမှာ ဒီဘောမျိုးကိုတမန်တော်ကအပီးတိုင်ပြန်လဲထိမ့်ချုပ်နိုင်ခဲ့ပါတယ်အလာရူဒီဘောမျိုးအနည်းဝန်းကျင်ကို ရောက်ရှိနေတဲ့ တမတော်စစ်ကြောင်းနေဖြစ်လေစိတ်နဲ့ကြာဆင်းစွာဖယိုဖေးဖြစ်တီဘောမျိုးရဲ့မြောက်ဘက်ကိုစုတ်ခွာထွက်ပြေးလျက်ရှိတဲ့အကြမ်းဖက်တောင်းကျသူများကို ထက်ကျက်လိုက်လံတိုက်ခိုက်ချိန်မုန်းလျက်နေမျိုးစိုးမိုးရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည် အဲ့လို34ကီလိုမီတာအကွာဝေးကို အစင်းစင်ပြန်လဲတိုက်ခိုက်ထိန်းချုပ်ခဲ့ရစစ်စင်ဤကာလ16ရက်တာကာလအတွင်းအကြမ်းဖက်တောင်းချမ်းသူများနဲ့တိုက်ပွဲကြီးခွတဲ့ချိန်ထိတွေ့မှုပေါင်း22ချိန်စုစုပေါင်း28ချိန်ဖြစ်ပွားခဲ့ပြီးရန်သူထံမှအလောင်း73လောင်းလက်နက်9လက်ခဲရဲနဲ့ဆက်ဆက်ပစ္စည်းများကို သိမ်းပိုက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။ DNL အကြမ်းဖက်တောင်းချမ်းသူများအနေဖြင့် ၎င်းတို့ရဲ့စိတ်ကူးရင်အိမ်မက်ဖြစ်တဲ့ဘလောင်ပြည်နယ်ရရှိရေးအတွက်တခုအပါဝင်ဖြစ်သောတီဘောမျိုးကိုလည်းတပ်မတော်ကထတ်မှန်ပြီးအောင်မြင်စွာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့အတွက်လည်း၎င်းတို့ရဲ့စိတ်ကူးရင်အိမ်မက်များ ဝေးသက်သက်ဝေးကွာကွာခေါင်းဆောင်ပိုင်းမှအစလက်အောက်အဆုံးလက်နက်ကိုင်းတဲ့သူတိုင်းဒီပါစိတ်ဓာတ်များအကြီးအကျယ်ကြာဆင်းစွာဖြင့်ဖယူဖယဲစုတ်ခွာထွက်ပြေးလျက်ရှိသလို အချို့အကြမ်းဖက်တောင်းကျမ်းသူအဖွဲ့ဝင်များအနေဖြင့်လည်းဤဆက်ရာတမတော်စစ်ကြောင်းများထံဆက်သွယ်ပြီးအလင်းဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။ DNL အကြမ်းဖက်တောင်းကျမ်းသူများဟာတီဘောမျိုးမှဆုတ်ခွာထွက်ပြေးစဉ်နောင်ချုံမျိုးနဲ့ကြောင်မဲမျိုးများမှလှုပ်ဆောင်ခဲ့တဲ့၎င်းတို့ရဲ့အကြမ်းဖက်လုပ်ငန်းစဉ်နီလန်အတိုင်းလှုပ်ဆောင်လျက်ရှိတဲ့စစ်ရေးနဲ့တပ်ဆိုင်ခြင်းမရှိတဲ့တီဘောမျိုးရှိအချင်းဦးစီးဌာနဟူ အထွေထွေအုပ်ချုပ်ရေးမှုရုံမြေချင်းရုံဒီဘောဟိုတယ်ပောင်းဝဲအခြားဌာနဆိုင်ရာအဆောက်အအုံများနဲ့ပြည်သူလူထုရဲ့နေအိမ်များကိုရက်ဆက်ရုပ်မှရိုင်းဆိုင်စွာ မီးရှို့ထွက်ပြေးသွားခဲ့ပြီး၎င်းတို့ခိတ္တထိန်းချုပ်စဉ်ကာလတွင် မြို့ရွာများတွင်ရှိဌာနဆိုင်ရာအဆောက်အအုံများဆေးရုံများနဲ့လူနေအိမ်များမှာဗန်ကားများဆောက်လုပ်ပြီးတမရော်စစ်ကြောင်းများကိုပြစ်ခတ်တိုက်ခိုက်ခြင်း ေသခံပြည်သူများရဲ့အိုးအိမ်များကိုခံစစ်တိုင်းဖြစ်အကာအကွယ်ရယူပြီးပြစ်ခတ်တိုက်ခိုက်ခြင်းများကိုလှုံ့ဆော်ခဲ့တဲ့ပြင်ဒေသခံပြည်သူများနေအိမ်များနဲ့ဈေးဆိုင်ခန်းများကိုဖောက်ထွင်းပြီးတံမိုးကြီးပစ္စည်းများ စားတောက်ကုန်နဲ့အသုံးဆောင်ပစ္စည်းများကိုအာရမယူဆောင်ခြင်းများလှုံ့ဆော်ခဲ့ပါတယ်။ဒါပြင်အကြမ်းဖက်တောင်းကျမ်းသူများဟာဓမ္မတော်ရှေ့ကျောင်းများနဲ့တိုက်ပွဲများဖြစ်ပွားစဉ်ကာလတွင် ၎င်းတို့ဆုတ်ခွာထွက်ပြေးရာလမ်းကြောင်းတစ်လျှောက်ရှိမြန်မာနိုင်ငံရဲ့အထင်ကရအမှတ်သားနဲ့ကဘာကျော်ရှီဟောင်းမီးရထားလန်တရားသင်းဖြစ်တဲ့ဂုတ်ထိတ်တရားဂုတ်တွင်းတရားအပောင်ဝင် အများပြည်သူအ धिक သွာလာအသုံးပြုလျက်ရှိတဲ့တရားကြီးတရားငင်များကိုရုံမှရိုင်းဆိုင်စွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းလမ်းများပိတ်ဆို့တားဆီးခြင်းများလှုပ်ဆောင်ခဲ့တဲ့အတွက်တမတော်စစ်ကြောင်းများနဲ့ဌာနဆိုင်ရာတာဝန်ရှိသူများကလူဝင်အောင် ဆက်ရန်နရများအသုံးပြုပြီးပြန်လည်ပြုပြင်ခြင်းနဲ့ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါသည်အခုလိုဒီဘောမျိုးကိုတမန်တော်ကပြန်လည် ထိန်းချုပ်နိုင်ခဲ့တဲ့အတွက်ဒေသခံတိုင်းရင်းသားပြည်သူများကလည်းတမန်တော်စစ်ကြောင်းများကို အောင်တပြေများပန်းကုန်းများဖြင့်ဝမ်းသာအားရတောင်းတဖြဖြကြိုးဆူခဲ့ကြပါသည်။ ဒမ်မနွန်စစ်ကြောင်းဒမ်မနွန်စစ်ကြောင်းများနေဖြင့်နောင်ချုံမြို့နယ်ကြောင်မဲမြို့တို့မှပြည်လင်းထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးသလိုပင်တီဘောမြို့မှယာယီနေရဆွတ်ခွာနေကြရတဲ့ဒေသခံတိုင်းရင်းသားမိဘပြည်သူများပြည်ဝင်ရောက်ပြီးအေးချမ်းစွာလုံခြုံစားတော့နေထိုင်နိုင်ရင်အစိုးရအုပ်ချုပ်မှုရန်နေရာများ ပြန်လည်လည်ပတ်နိုင်ရင်ကြောင်များစေယုံစေကံများအများဆုံးဖွင့်လှစ်နိုင်ရေးဆောင်ရွက်ပေးမည်ဖြစ်ရန်ပြည်သူလူထုရဲ့ ူမှုဘဝတိုးတက်မြင်မာရေးလုပ်ငန်းများပြန်လည်ဆောင်ရွက်နိုင်တော့မှာဖြစ်တဲ့အတွက်ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့်ဝမ်းမြောက်ပျော်ရွှင်လျက်ရှိသလိုပင်မြန်မာတပြည်လုံးရှိပြည်သူများကလည်းအခုကဲ့သို့တက်မတော်ရဲ့အောင်မြင်မှုများအတွက်ထပ်တူဂုဏ်ယူဝမ်းမြောက်လျက်ရှိပြီး ရှေ့တန်းရောက်တက်မတော်သားများအတွက်နိုင်ငံတော်ဝန်ရှိစည်စနာရှင်အလှရှင်များကဂုဏ်ပြုချီးမြှင့်ဝေမျှစားတော့ဖွင့်ရများနဲ့အသုံးဆောင်ပစ္စည်းများကို ပေးဖို့လူဒန်းလျက်ရှိရန်သက်ဆိုင်ရာတာဝန်ရှိသူများကလည်းရှေ့တန်းရောက်တပ်မတော်သားများရဲ့လက်ဝယ်ရောက်ပို့ဆောင်ပေးလျက်ရှိပါတယ်။ ါအပြင်တမတော်ရှေ့ကျောင်းများကတီဘုံမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့အတွက်ပြည်ဦးတွင်နောင်ချိုကြောင်မဲတီဘုံပြည်တော်စုလမ်းမကြီးတစ်လျှောက်ကုန်းစီကူးတန်းရင်းနဲ့လမ်းမဆက်သွယ်ရင်းများပြန်လည်ကောင်းမွန်ပြီးဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြန်လည်လှုပ်ဆောင်နိုင်တော့မှာဖြစ်တဲ့အတွက်ပြည်သူများကဝမ်းမြောက်လျက်ရှိကြောင်းသိရှိရပြီးတီဘုံမြို့ကိုပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့တဲ့ရင်ကိုတိုက်ပွဲဝင် ရှည်တန်းရောက်တမတော်သားများနဲ့အတူဂုံယူဝင်ကြွားစွာဖြင့်ကာကွယ်ရေးဦးစီးချုပ်ယုံကြည်ပြည်သူဆက်ဆံရေးနှင့်စိတ်သက်စစ်ဆေးညွှန်ကြားမှုရုံကိုကဲမှုအောင်မြောက်ရီရုံမြင့်တန်းကြားအဖွဲ့သားများကတရင်ကောင်းတစ်ခုတင်ဆက်လိုက်ရပါတယ်ခင်ဗျာうん。